သေးနဲ့ဒီပဲလမ်းဆုံးနေရတာဖြင့်ပြန်ပန်းလိုက်တာပြန်ပန်းလိုက်တာဒီဥသေးပဲလူများလက်ဆသိရပါမယ်မြင်ရတာဖြင့်ဥသေးလက်ရှိနေကြီးပဲလို့ဆိုပြီးဘုရားမဖြစ်ခင်ကာလတည်းကဒီဥသေးကြီးကလူတိုင်းလက်ရှိ ဖြစ်ပြီးဒီကာလနေတယ်သတ္တဝါတွေကြည့်ရတာပြန်ပန်းလိုက်ပါပြီတော့တယ်ခုပြန်ကြည့်တော့လဲပြန်ပန်းလိုက်ပါပြီတော့တယ် ဇီဥသေးသည်ဘယ်ကလာပါလိမ့်မလဲလက်သက်ရှာမတော်မဲဆိုပြီးဒီကလာလက်သက်ရှာတယ်တကသိတို့တကကျွဲတို့ဥလာဘူးတို့နော်မှန်ပါပါလက်သက်ရှာလိုက်တဲ့ခါကျတော့ဒကာရမတွေဒီကြည့်ဒီနှစ်ခုကဥသေးဆိုတာသိနေပြီသိပါပြီဥသေးဘယ်ကလာသလဲလို့လက်သက်ရှာလိုက်တဲ့ခါကျတော့ဝိပတိမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကဘုရားမဖြစ်မီကလေးကဥသေးဟာဟဲ့ ဇာတိဆိုတဲ့ပြိဿရိနေမှုကလာတာဒီတလုံးကဘာပါလဲဇာတိဒီဘက်နှလုံးကဘာပါလဲဇေယမရဏမြန်မာလိုပြောတော့ဩသေပဲဆိုတော့အာလုံးတရားဓမ္မတွေရှင်းလိုက်စမ်းပါဦးဩသေသည်ဘယ်ကလာပါလဲဩဩသေလက်ပဲဖြင့်တရားသိတို့တရားကျိုးတို့ဖမ်းမိပြီမှန်ပါပါ ဥသိလက်သက်တွေ့ကြဗလားဘာတွေ့ပါလိမ့်ဇာတိဆိုတဲ့ပရိသေနေမှုရှိတဲ့ပုဂ္ဂိုလ်မှာဥသိတွေ့ရမယ်ပရိသေနေမှုရှိတဲ့ပုဂ္ဂိုလ်ဒီဘာတွေ့ရဒါဖြင့်ပရိသေနေမှုကအကြောင်းဥသိကကောင်းပြီဒါဖြင့်တရားဓမ္မတို့ဩပရိသေနေမှုရှိတဲ့ပုဂ္ဂိုလ်မှာဖြင့်ဥသိရရပါပဲဆိုတာ မြေကြီးလက်ခမလွဲပေါ့ဗျာရှင်းကြပါလားရှင်းပါဗျာလောင်ဖြစ်စဉ်ခါတုန်းကကြံလိုက်တဲ့ကြံစီချက်သည်ဥလာဘူးတို့မတဲ့လားဗျာတဲ့ပါတဲ့တယ်ဥတိပဲကလာပါလိမ့်ဒါကြောင့်ပရိစ္ဆသမုပ္ပါဒေသနာတော်မှာဇာတိဖြစ်เสียဇေယမရဏဆိုတာတကကြွယ်လို့ရထားတာပေါ်လားရှင်းပါဗျာရှင်းကတော့ရွတ်ရုံနဲ့ရွတ်တယ် အခုတော့ပြန်ခန္ဓာကိုယ်ထဲမှာလဲဇရာလည်းရှိတယ်မရဏလည်းရှိတယ်မှန်ပါပါစံရှိပူနွေးနွေးကိုဗျမှန်ပါပါဇရာမရဏမရှိဘူးလားရှိပါတယ်အင်းဒီဇရာမရဏဘယ်ကလာပါလိမ့်မဒကာရမတို့မှန်ပါပါဩခင်ဗျားတို့ကိုကပြိစ္ဆေနေမိလို့သူပါလာမှန်ပါပါပြိစ္ဆေနေတဲ့ကသူပါလာတယ်ပြိစ္ဆေနေတဲ့ကဓာလေးပါးနဲ့ပြိစ္ဆေနေလာမှန်ပါပါပါဘူးလားမှန်ပါပါအင်းပြိစ္ဆေနေကလေးကဒကာရမတို့ရဲ့ ပါလာတဲ့ဥသေးပါလားဆိုတာပေါ်လာဘူးလားဒါဖြင့်ဥသေးလက်သေးကြောင်းရင်ရှာခဲ့သည်ရှိတော်ဒကာဓမ္မတို့ဘာတွေ့ပါလိမ့်ဇာတိရှင်ပြီတဲ့ဒါဖြင့်လူပြေအစဇာတိကနတ်ပြေအစဇာတိကမြမပြေအစဇာတိကငရဲအစဇာတိကကိလေသာအစဇာတိကပြိတ္တာအစဇာတိက ဩဒါဖြင့်ဒကာဓမ္မတို့ဒီဇာတိမချုပ်တွေ့ကာလပတ်လုံးဩသေးဇမသိမ့်ပါဘူးမှန်ပါပါဒကာကျွယ်သဘောကျဘူးလားဘူးတို့ကျပါပြီနောက်ကဒကာဓမ္မတွေဇာတိလက်ဆမသတ်သေးကာလပတ်လုံးဩသေးလက်ဆသိမ့်ပါမလားသိမ့်ပါဒါဖြင့်ဒကာဓမ္မတို့ဇာမရဏနဲ့ဩသေးနဲ့ဇာတိဇာတိကအကြောင်း ဥပေကအကျိုးဆိုတာသိသွားတော့အကြောင်းနဲ့အကျိုးဘယ်ဟာသာကြောက်เสียကောင်းလို့ရှင်းကြပါလားရှင်းပါဘယ်ဟာသာကြောက်เสียကောင်းပါလိမ့်အကြောင်းကသာကြောက်เสียကောင်းတယ်ဆိုတော့တရားဓမ္မတို့ဒီသစ္စာကမသိပြန်ဘူး သစ္စာကမသိပြန်တော့သစ္စာလေးတွန်းလိုက်ပါဦးလို့အားလုံးဒကာရမတွေသတိပေးလိုက်တယ်ပြိဿသမုပ္ပါထဲမှာသစ္စာလေးတွန်းလိုက်ပါဦးငွန်းတော့တွန်းပြီးသားပါပဲနားမလဲလို့တွန်းလိုက်ပါဦးလို့ပြောလိုက်ပါတယ်နားမလဲလို့တွန်းရတော့ဇာတိပိဒုက္ခသစ္စာကိုခရကလေဇရာမရဏပိဒုက္ခသစ္စာလို့မဆိုဘူးလားဟုတ်ပါရဲ့ဩဒါဖြင့်ဒကာရမတို့လူပြေစဘယ်ကပါလဲ နပြေစဇမပြေစဇာတိပိပါရဩဒုက္ခသစ္စာ မသိတော့နတ်ပြည်ရောက်ရပါလေလူပြည်ရောက်ရပါလေမြမပြည်ရောက်ရပါလို့ဤဆိုတော့ဇာတိဒုက္ခသစ္စာကိုပိုင်ရရပါလို့ဤမှန်ပါပါတော့ဘောတကကြွေမှားလိုက်တဲ့ဖြစ်ထွေဒကာဓမ္မတို့မှားလိုက်တဲ့ဖြစ်ထွေကဖြင့် ်ဘာမှပြင်လို့ဆင်လို့မရတော့အောင်ကိုပဲဆိုးသွားသွားဇာတိပြီပါလေဗျာအင်းဇာတိရှိတော့ဇာတိကအကြောင်းဇရာမရဏကရှင်းကြအဲ့ဒီဇာတိကိုဒကာဓမ္မတွေကအလူပေးပြီးဒကာလာဇာတိရအောင်တောင်းသီလယူပြီးဇာတိရအောင်တောင်းသမထဥပဒနာအားထုတ်ပြီးဒကာလာဇာတိရအောင်တောင်းလိုက်တော့ဇာတိပြီပါတဲ့ ဩတရားဓမ္မတွေစူတောင်းပြေးလိုက်တာဒုက္ခသစ္စာကြီးပြေးလာတယ်တရားတိုက်ပါပြေးပါလေဒုက္ခသစ္စာကြီးရှင်းကြပါလားရှင်းပါဘာများပြေးပါလေဒုက္ခသစ္စာကြီးအဲ့ဒါသစ္စာမသိတဲ့ပုဂ္ဂိုလ်စူတောင်းသစ္စာမသိတဲ့ပုဂ္ဂိုလ်ဤဆူတောင်းရှင်းကြပါလားရှင်းပါဒါဖြင့်လောကကြီးထဲမှာရွှေမချမ်းသာငွေမချမ်းသာစိတ်မချမ်းသာမြတ်မချမ်းသာမှာကိုမစွဲရင်ပါနဲ့ ပန္ဒဝံနဲ့ဆုတောင်းပြီးတဲ့ကလည်းရပါတယ်။ဇာတိပိဒုက္ခသစ္စာတလုံးမသိလို့ရှင်ဖြင့်ကိုယ်လည်းပင်ကိုကျိုးတတ်သေးတဲ့ဆုကြီးတောင်းတာပဲ။မတောင်းမေဘူးလား။တောင်းပါဘူး။သဘောကျကြဗလား။အဲဒါကြောင့်ဘုန်းကြီးတို့ကဓမ္မတွေကနေရဖြစ်တဲ့သနာလို့ဩတို့ကဓမ္မတွေသစ္စာမသိလို့ရှင်ဖြင့် အင်းဒုက္ခဒုက္ခလို့ပြီးကြလားပွေးပိုက်တော့မှာပဲဆိုတာသိကြနေလို့နေတရားဖွင့်ပေးတာပါမှန်ပါပါညာရောက်ကြပါလားရောက်ပါတော်တော်ရေးကြည့်တယ်ဆိုတာကိုသိပါလားသိပါပါခိုင်းဥလာဘူးတို့တကကြွယ်တို့တကတိုက်တူကစဉ်းစားပါလူဖြစ်ရပါလို့ဤဆိုတော့ဘာရပါလို့ဤတော့ဒုက္ခရပါပါဇာတိဒုက္ခသစ္စာရပါလို့ဤမှန်ပါပါဟုတ်ကလားနတ်ပြေရောက်ပါလို့ဤဆိုတော့ဇာတိဒုက္ခ မြမပြေရပါလေဆိုတော့တောင်းရင်လည်းအဲ့ဒီလိုတောင်းလိုက်ရှိတောင်းလို့ရှိရင်လည်းတောင်းပြစ်တော့မှာမဟုတ်ပါဘူးအခုတော့ဇာတိပိဒုက္ခသစ္စာဆိုတာဘယ်ခါမှမကြာဘူးတော့တခါလေဒီဇာတိဆိုတာအကောင်းမဲ့ထင်ပြီးဒီကလာဒကာရမတွေက မတောင်းမိဘူးလားတောင်းလိုက်တော့ပြည်လာတော့ဘာသစ္စာရဒုက္ခသစ္စာခဲလိုက်တဲ့ဖြစ်ချင်း ခက်လိုက်တဲ့ဖြစ်ခြင်းပေါ်ကြမလားဘာဆူတောင်းယူကြပါလိမ့်အကုန်ပြင်ပါလေအရမတို့နောက်ဘယ်တော့မှမတောင်းပါနဲ့ဘယ်တော့မှမတောင်းကြပါနဲ့လို့သတိပေးလိုက်ပါရဲဘာကြောင့်ပေးရတယ်ဆိုတာကခမားတို့သစ္စာသိအောင်လို့ပြောပြီးလို့တရားဓမ္မတွေမတောင်းပါနဲ့လို့ပြောလိုက်ရပါပါသိဘူးလားသိပါဇာတိပိဒုက္ခ ဒုက္ခသစ္စာသည်ဘယ်ခါကာလမှာဒုက္ခသစ္စာဖြစ်သေးတော့မဖြစ်ပါဘူးဖြစ်မယ်ဆိုရင်နောက်ကသစ္စာမထည့်ဘူးမှန်ပါဘူးအခုတော့ဇာတိပိဒုက္ခသစ္စာလို့သစ္စာကိုထည့်ထားတဲ့ဘုရားကမင်းတို့မယမ်းပါနဲ့မယမ်းပါနဲ့ဆိုတာမမှားဘူးလားမှန်ပါဘူးဒုက္ခဓမ္မတွေကဇုံလုံးကဖြစ်နေတော့ယမ်းတာပဲမှန်ပါဘူးမယမ်းဘူးလားယမ်းပါဘူးဇုံလုံးကဖြစ်နေတော့ဓမ္မတွေယမ်းတာကအဲမန္တကြီးသူအလူကြီးလှူ ဆွမ်းရာကြီးတင်ပြီးကြလာဆွမ်းလေလောင်းပြီးကြလာမှနောက်ဘဝချမ်းသာအောင်တော့လုံးမပဲကွာဆိုတော့နောက်ဘဝချမ်းသာတော့ဘုန်းကြီးမပြောလို့ဘူးစတာတော့ဘယ်ကစတော့ဇာတိဘာသစ္စာတော့ချမ်းသာပါသေးမပါတာကိုဒကာရမတွေဒီဘယ်နဲ့ကြောင့်တောင်းပါလိမ့်မလဲလို့ဒကာတိုက်တို့ဒကာကျွဲတို့မေခွန်းထုတ်ရင်ရိမ့်မိပဲရိမ့်မိပါသစ္စာမသိချင်ပါဘူး ရှင်းညရှင်းပါဘာမသိပါလဲသိတာဆရာကဘယ်နဲ့ဟောတယ်ရှင်းမလားရှင်းပါဒါဖြင့်တကယ်ကျွဲတို့တကယ်တိုက်တို့သစ္စာမသိရင်သံသရာရှိမယ်ဆိုတာများသူများပြောလာကိုကိုတိုင်လွန်ကျူးပြီးသားလားဆိုမေးလိုက်ပါတော့ ဒါမသိခင်တုန်းကလေသိစရာမသိတော့ကဒီဘုရားတော်ချမ်းသာလေရှင်နောက်ဘုရားလေးရဲ့ချမ်းသာအောင်လို့ပေါ့အောင်မြအောင်ဟေးဆွမ်းဆံလောင်းတာတောင်မောက်မောက်ကလေးလောင်းပါငါကပူပူရှမ်းရှမ်းမကြိုက်တယ်ကွာပူရမမှားဘူးကွာပူရတယ်ကိုယ့်အထက်ဖိတ်တာပဲကုသိုလ်ကြီးပဲနောက်ဘုရားဓမ္မပေါ်ပေါ်များများရှိတော်ဘောကွာအစရှိတဲ့ဒီလိုလွန်ကျူးပြီးသောပုဂ္ဂိုလ်တွေကဒီတဲ့အပြည့်ပါမှာပါပဲပါပါပါ ပါဘူးလားအဲ့ဒါဘာမသိလို့ပါလဲဘာသစ္စာမသိတာကဲရွတ်ပါအောင်ဇာတိပိလူအစပဲကပါလေနအစမြမအစဘာသစ္စာလဲဒါဖြင့်လူဖြစ်ခြင်းလို့ရှင်လဲအစမပါပဲတော့ဖြစ်မှာမဟုတ်ဘူးနဖြစ်ခြင်းရောမြမဖြစ်ခြင်းရော အစရလည်းဘာသစ္စာလဲဒုက္ခသစ္စာဖြစ်မှဖြစ်ရတယ်ဗျာဒီလိုများသိမယ်ဆိုတကကြွယ်တို့ဖျားရှိလက်ရှိပြီးအမောခံမတောင်းပါဘူးဗျာတရားဓမ္မတွေအမောခံတောင်းပါမလားတောင်းပါဘူးဒီကရှိများတောင်းရင်လေလားတောင်းပါဘူးဒုက္ခကိုယ်တိုင်ရပါလို့ဤလူများခမားတို့ဆူတောင်းပြီဖျားတောင်းရင်လေလားတောင်းပါဘူးဖျားလည်းမကြိုက်ဘူးဗျာဒီတောင်းကို ကြိုက်ပါရဲ့လားမကြိုက်ပါဘူးငါသည်ဒီသစ္စာမသိခဲ့သောတန်ត្រာရှည်ခဲ့တယ်ကွာမင်းတို့လည်းဒါမသိရှည်လိမ့်မယ်သိအောင်လုပ်ပါလို့မမှားဘူးလားမှန်ပါပါဘုရားသဘောကျပါလားကျပါပါဘုရားဤတော်နန္ဒာပါလိုက်တာများသိပိဋကလာဒကာရမတို့မှတ်เสียသိကောင်းမှန်ပါပါဟေးဤတော်နန္ဒာလာပါအောင်ကွာ မင်းမျိုးတွေမင်းရွှေတွေမင်းတကာဓမ္မတွေမြတ်မင်းတကယ်သနာလို့ရှိရင်ဖြင့်သစ္စာသိအောင်ဟောပါကွာကြည်စံကြည်စံမှားရမင်းမျိုးတွေမင်းရွှေတွေမင်းတကာဓမ္မတွေမင်းတကယ်သနာတဲ့ဆိုရင်လောကတော့လုံးမနေနဲ့ရွှေတွေငွေတွေပေးမနေနဲ့ကွာသစ္စာသိအောင်လုပ်ပေးကွာဓမ္မသနာရခင်ရခင်ပါတယ်ကျင်နာပါတယ်သနာပါတယ်ဆိုခဲ့လို့ရှိရင်ဖြင့် အခုပြောတဲ့ပရိစ္ဆသဘုပ္ပတ်ကိုဖြင့်ဒါကဒုက္ခသစ္စာဒါကသမှုရိယသစ္စာဆိုတာဖြင့်သိအောင်ဟောကြပါဒါမဟောလို့ရှိရင်ဖြင့်ရွှေတွေပုံပေးလေလေဒုက္ခရောက်လေလေပဲငွေတွေပုံပေးလေလေဒုက္ခရောက်လေဘာဖြစ်လို့တော့ဆိုရင်ငွေတွေရွှေတွေနဲ့လူတန်းပေကံပေဇာတိတွေတောင်းယူမှာဟုတ်ရဲ့ မယူခဲ့ဘူးလားယူပြန်တော့ဘာသစ္စာတွေရမလဲဒါပြန်မေဖေပူးခဲ့တဲ့မေကြောင့်ကလေးဒုက္ခရောက်ကုန်မဆုံနိုင်ဘူးလားဒါပြန်ဘုရားသခင်ကိုရမကြီးမှာတော်မူတာမေဆွေကြီးတော်နာမေဆွေမင်းမျိုးတွေမင်းတကာဓမ္မတွေသနာလို့ရှင်ဖြင့်သစ္စာသိအောင်ဟောပါကွာလို့ဆိုတာအင်မတန်အရေးကြီးလို့မှာတဲ့စကားသဘောပေါက်လို့ညာရောက်ကြပါလားရောက်ပါပြီ ဒါဖြင့်ဒကာရမတို့ဇာတိပါတိစ္ဆာတဲ့အင်းဒီဒုက္ခသစ္စာရတဲ့ခါကျတော့ဇာတိက အကြောင်းလားအကျိုးလားဇာပါရဏကအင်းငါသာသမီးလေးကျမ်းမာရေးစီတော့ချမ်းသာရေးစီတော့ဆိုပြီးဒီကာလသစ္စာမဟောဘဲနဲ့အမွေသာပေးသွားကြမယ်ရှင်မင်းဒီကားလို့ရှင်ဒုက္ခမျိုးစုံမင်းဟာအကုန်ဖြစ်စေသတည်းလို့ဆိုရတဲ့အတူတူပဲသဘောကျလား သစ္စာမတပါးတရားဓမ္မတို့ကိုးစားရထားရမရှိဘူးအခုဒုက္ခသစ္စာဟောနေတယ်နောက်နိရောဓသစ္စာဆရာဘုန်းကြီးကဒီပရိစ္ဆာသမုပ္ပါဒ်ထဲမှာပဲဟောမှာပဲနိရောဓသစ္စာရောက်မှချမ်းသာမှာကိုဗျာကဲဒါဖြင့်တရားဓမ္မတွေဇာမရဏကြီးလက်သက်တွေ့ဗလားဘုဒ္ဓဝါလေးကောင်းပြီဒါဖြင့်တရားဓမ္မတွေဇာတိဇာတိဟာ သူမတောင်းကောင်းတဲ့တရားပဲဆိုတာတော့သိကြပါလားသိကြပါပါဗျာဘယ်ဇာတိကြိုက်တုံးဘယ်ဇာတိမှမကြိုက်ပါဘူးအင်းဘာဇာနဲ့ပြောတာပါလဲခင်ဗျားတို့